နစာနဲ့စာချုပ်တရံတိုးလိုက်တဲ့ဆယ်ကြီးရိုနယ်ဒိုရဲ့အသက်ရှူမှားစရာဝင်ဝင်ဘယ်လောက်ရှိမလဲ။ Sorry Bro လေးမှာစံကစားမလား။ဥရောပအစီပြန်သွားမလား။အမေရိကအစီခီးဆက်မလား။မသိချာမီယာဖြစ်နေတဲ့ဆယ်ကြီးရိုနယ်ဒိုရဲ့အနာဂတ်ကတော့ခဏန်းနေသွားခဲ့ပါပြီ။ဆယ်ကြီးနေနဲ့ Sorry Bro လေးကလည်းအနစာနဲ့ပဲဆက်လက်လက်တွဲဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါရင်။ကနေမှာအားလုံးက Radio အနေနဲ့နောက်ထပ်သမိုင်းမှတ်တိုင်တဲ့ site တို့ပေါ်အသင်းပြောင်းမယ်လို့ထင်မှတ်ခဲ့ကြတော့ပါ။ Argentina ကလပ် River Plate အသင်းကလည်း ရန်ဒိုကန်းလန်းခဲ့သေးတာဖြစ်ပါတယ်ဒါပေမဲ့ရန်ဒိုကသူ့ကိုခေါ်ယူချင်နေတဲ့အသင်းတွေကိုငင်းဆန်ပြီး NSR နဲ့နှစ်နှစ်စာချုပ်တရံတိုးလိုက်တာပဲဖြစ်ပါတယ်ဒေဂိတိကဘောလုံးသမားရဲ့လောက်ခလာစာအများဆုံးဖြစ်နေတဲ့ရန်ဒိုရဲ့လောက်ခလာစာကလည်းတိုင်းရှင်မှန်းစားလို့မရအောင်မင်းတက်လို့သွားခဲ့ပြီးဖြစ်ပါတယ်ပြောမယ်ဆိုရင်ရန်ဒိုကအသက်ရှူလိုက်တိုင်းရှူလိုက်တိုင်းမှာမြန်မာဝင်တိန်းတဲ့ချီကိုဝင်ဝင်ရရှိနေတာဖြစ်ပါတယ်သူ့ရဲ့တမနစ်စာလောက်ရှိတဲ့ဝင်ဝင်ဟာမြန်မာပြည်ကအခြေခံလူဒန်းစားတွေရဲ့2လ3လစာဝင်ဝင်လောက်ရှိနေပြီးသူ့ရဲ့တရက်စာဝင်ဝင်ဆိုရင်တော့အခြေခံလူဒန်းစားတွေရဲ့နှစ်နှစ်ချီဝင်ဝင်လောက်ရှိနေတာပဲဖြစ်ပါတယ် ရန်နိုရဲ့ဘဝကတော့အားကျဆရာကောင်းတာတက်ကိုပုံနေပြီဖြစ်ပြီးဂရေ80တထေးသားချမ်းသာတယ်ဆိုတော့ရန်နိုအိတ်နေတဲ့လောက်ရှိတယ်လို့ဆိုရတော့မှာဖြစ်ပါတယ်ဂရေ80တထေးသားတော့၃လိုင်းဖြောလိုက်နဲ့ကုန်ရင်စင်းရဲသွားနိုင်ပြီးရန်နိုကတော့ရန်နိုဆိုတဲ့နာမည်တစ်လုံးနဲ့တင်သားစင်မြေဆက်စားမကုန်သားမကုန်နိုင်တဲ့ဝင်ဝင်တွေထပ်မံတိုးပွားနေဦးမှာဖြစ်ပါတယ်အနစာတင်ရရန်နိုကို2018ခုနှစ်ဒီစာရုပ်တက်တဲ့တိုးပြီးတော့ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့နှစ်နှစ်တာကာလအတွင်းဒုက္ခလာစာပေါင်း462တန်းတိပေးချေသွားမယ်လို့သိရပါတယ် နှစ်နှစ်အတွင်းကိုပေါင်သန်း900နီးပါးဆိုတော့မနေ့မနေ့ပမာဏပါမြန်မာဥပမာပေးခိုင်းနိုင်ရမယ်ဆိုရင်လက်ရှိပရီးမီးယားလိရဲ့ဈေးကြီးဆုံးစံချိန်တင်ပြောင်းရွှေ့ဈေးတွေဖြစ်တဲ့ Florian Bass White Sky Cito Declan Rice and Sofa နဲ့တက်တော့လေးဦးစလုံးကိုဝယ်ပစ်လိုက်လို့ရပါတယ်။ဒါက Redo လုံးမှုလုံးနိုင်တဲ့ပမာဏမျိုး Redo မို့လို့ရတဲ့လောက်ခလာစာမျိုးဖြစ်ပါတယ်။လောက်ခလာစာနဲ့လည်းမပြီးဆုံးသေးပါဘူး။ Redo ကစာချုပ်တက်တန်းတိုးဖို့နံပါတ်ထိုးခြင်းနဲ့ပြမနေ့အတွက်ပေါင် 24.5တန်ဒုတိယနှစ်ဆက်ကစားရင်73.5တန်ထည့်ရမှာဖြစ်ပါရင်ကြောင်းဆရာလန်းဆရာကြီးပါသူရဲ့လက်မှတ်ထိုးကြီးကဥရောပရဲ့ထိတန်းကစားမတွေရဲ့တနည်းနှုတ်ခါလားစာလောက်ရှိပါရင်ဘယ်တော့အစာချုပ်ပါအချက်လက်ရပေါင်တန်း30ကျော်တန်ကြီးရှိတဲ့ NSR အသင်းရဲ့ရှယ်ယာ15ရာကိုလည်းပိုင်ဆိုင်ခွင့်ရရှိအောင်မှာဖြစ်ပါရင်ဒါပြင်အပေါ်စုကြီးတွေလည်းကြန့်ရှိနေပါသေးတယ်ကိုသိန်းပင်ရွှေပန်းတန်းစုရရင်ရန်တိုဟာပေါင်၄တန်းအပေါ်စုကြီးအကျိုးခံစားခွင့်ရမှာဖြစ်ပြီးစူပလာရရင်တော့အပေါ်စုကြီးပေါင်၈တန်းထည့်ရမှာဖြစ်ပါရင်ဒါရင်ကလားစာရဲ့အပေါ်စုကြီးတွေပဲရှိသေးပြီးတော့ရန်တိုကို ပေးထားတဲ့ facility တွေမပါသေးပါဘူး sorry bro လေးဟာ red ကိုဘွားရှင်မီဒီယာကြီးလို့လိုလေသိမရှိထားတာမျိုးဖြစ်ပါရင်အပူချိန်အတန်အပူအေးချိန်အတန်အေးဖြစ်နေစီရပြီးရန်ရွှေတော်များစွာနေနေရတာပါ red ကိုဆော်ဒီနိုင်ငံရဲ့ရာလူကြီးဆုံးအေးပေါ်လူတွေသာနေခွင့်ရှိတဲ့အိမ်မှာထားထားသလို driver 3ဦးအိမ်ကိုလေးဦးစပယ်ဘုံ2ဦးဥယျာဉ်ဘုံ3ဦးလုံခြုံရေးအစရှိတဲ့အရာတွေကိုလည်းခန်းစားခွင့်ပေးထားတာဖြစ်ပါရင် Red ရဲ့ဘွားကတော့အားကျစရာကြီးပါပဲ။ဒါပြင်သွားချင်တာသွားလို့ရအောင် Escort ရင်းနှီးကိုလည်းစီစဉ်ပေးထားသလိုကိုပိုင်ချဲလင်းရင်တစီလည်းပေးထားသေးတာဖြစ်ပါရင် ရေဒီယိုရဲ့ကစားမဘွားလက်ချက်ဤမန်းချက်က2026ကမ္ဘာပလာမှာအောင်မြင်ဖို့နဲ့သွင်းကိုပေါင်းတထောင်ပြေးဖို့လိုပဲထင်ပါတယ်။အသက်40ကျော်နေပြီဖြစ်တဲ့ရန်ဒိုအတွက်အနားယူရမယ့်နေ့ကပုံမနီးဆက်လာပြီဆိုတာကတော့အမှန်ပါပဲ။နောက်35နှစ်အတွင်းမှာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်2030ကမ္ဘာပလာမှာရန်ဒိုပါဝင်လာနိုင်ဖို့ဆိုတာကဖြစ်နိုင်ခြင်းအင်မတန်နေလို့နေခဲ့ပါပြီ။2026ကမ္ဘာပလာကသာရန်ဒိုရဲ့ The Last Stand ဖြစ်လာဖို့ရရှိနေပါတယ်။လက်ရှိမှာပေါ်တူဂီဟာကစားမအစုအဖွဲ့အရဒူးချင်းထူးချွန်တဲ့ကစားမများစွာနဲ့ဖွဲ့စည်းထားတာပေါ့ရေဒိုအတွက်မျှော်လင့်ချက်ကရှိနေပါတယ် ရတွေနောက်ထပ်ရီမန်ချက်ကတော့အတွင်းကိုပေါင်းထောင်ပြေးဖို့ဖြစ်ပါတယ်။ဒါကလည်းသိမ့်မလို့တော့တဲ့လက်ကန်အကွာမှာရှိနေပါပြီ။စိတ်ကြီးရတဲ့သူရဲ့ကစားမပွားကတော့အားကြင်စရာအထင်ကြီးကျင်စရာတွေနဲ့ပြည့်နေနေတာဖြစ်ပါတယ်။